မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလာတရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ကလေရင်များနဲ့မီးလောင်ပုံးများကျဲချပြီးမြို့တစ်ခုလုံးကိုမီးလောင်ပြချနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလကစတင်ခဲ့တဲ့ဗမော်မြို့သိမ်းတိုက်ပွဲဟာငါးလနီးပါးကြာမြင့်လာတဲ့အချိန်မှာတော့ပုံမှုပြီးတော့ပြင်းထန်လာတယ်လို့သိရပါဗမော်မြို့ရဲ့နေရာအများစုဟာလည်းမီးလောင်ကျွမ်းပျက်စီးနေပြီးတော့အဓိကအားဖြင့် စစ်တပ်ကလေယာဉ်များ drone များနဲ့မီးလောင်ဘုံများကျဲချနေခြင်းကြောင့်မီးလောင်ပျက်စီးမှုများဖြစ်ပေါ်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။ April 29ရက်နေ့မှာဗမော်မြို့သီရိယရနာဇေကြီးဟာစစ်တပ်ကလေယာဉ်နဲ့ဘုံကျဲချမှုကြောင့်မီးလောင်ပြကျသွားတယ်လို့သိရပါဗျ။ဟိုဘက်ဒီဘက်ပြစ်ခတ်ရင်းနဲ့မီးလောင်ပျက်စီးတာတွေလည်းရှိသလိုအဓိကကတော့တပ်က drone တွေလေယာဉ်နဲ့ဘုံတွေတောက်လျှောက်ကျဲချနေတာပါ။တရီယရနာဈေးကြီးလဲမီးလောင်ပြကြသွားပါပြီ။အေပီလာ29ရက်နေ့ညနေ4နာရီအထိကိုလောင်တာမနေ့ကမနေ့ပိုင်းအထိကိုလောင်နေတော့မယ်။ နောက်မိုးနေနေရွာလို့မီးညွန့်ကျိုးသွားပေမဲ့ အတွင်းထဲမှာလှိုက်ပြီးတော့လောင်နေတယ်ဈေးတစ်ခုလုံးကတော့ကုန်တလောက်ရှိသွားပြီလို့ဗမော်မျိုးကစစ်ဘေးရှောင်ပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ဗမော်မျိုးပေါ်မှာရှိတဲ့ရက်ွက်အများစုဟာလည်းတိုက်ပွဲများကြောင်းနေအိမ်များထိခိုက်ပျက်စီးသွားပြီးတော့အထူးသဖြင့်စစ်တပ်ရဲ့ကာကင်းစခန်းများစုတ်ခွာတိုင်းရက်ွက်များကိုမိရှို့သွားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်မင်းချောင်းကုန်းဘက်မှာဆိုရင်လည်းတော်တော်များများကုန်သွားပြီးကချင်စုလည်းဘာမှရစရာမရှိတော့ဘူးပင်စင်ကုန်းအင်းနေဆက်တွေလည်းကုန်ပြီးမြို့ရဲ့လေးပုံပုံရင်၃ပုံလောက်ကပျက်စီးမှုတွေနဲ့ကုန်တလောက်နှီးပါဖြစ်သွားပြီလို့စစ်ဘေးရှောင်ပြည်သူက ပြောပြထားပါတယ် ဗမော်မြို့မှာ KI နဲ့ KPDF ပူးပေါင်းတပ်များကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းများဖြစ်တဲ့စကခ27ခလာရ40ခွန်များကိုဆက်လက်တိုက်ခိုက် နေပြီးတော့အမှတ်ခွန်3936တန်ချက်ကတိုက်ရင်15တိုက်ရင်အမြောက်တပ်366နဲ့ ဗမော်လေစိတ်တုံကိုတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါတယ်။ဒါအပြင်မြေကြီးနားမြို့မှာရှိတဲ့စစ်ကောင်စီရဲ့လေဒါစခန်းကိုလည်းမနေ့ကမွန်လွယ်ပိုင်းမှာ short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ AP လ30ရင်းနေနေ့လယ်7:00နာရီခွဲအချိန်မှာမြေကြီးနားလေရင်ခွင်းကို short တိုက်ဒုံးနဲ့ပြစ်ခတ်ခံရပြီးတော့လေရင်ခွင်းရဲ့အရှိတ်ကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။လူထိခိုက်မှုနဲ့အဆောက်အုံထိခိုက်ပျက်စီးမှုတွေတော့မရှိဘူးလို့စစ်ကောင်စီကပြောဆိုထားပါတယ်။မြေကြီးနားမဘာခကလည်း လက်နက်ကြီးတွေနဲ့ဝိုင်းမော်ဘက်ကိုပြစ်နေတာတွေရှိပါတယ်မြေကြီးနားလေးတဲ့ဘက်ကတော့ကျွန်တော်တို့ဘက်ကရှော့တိုက်ဒုံးနဲ့မကြာခဏပြစ်တာမျိုးတွေရှိတယ်မနေ့ကပြစ်ခတ်မှုကတော့ကျွန်တော်သေချာမသိရသေးဘူးလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းက၎င်းရဲ့ပြည်ပခီးစင်များအတွက်အသုံးပြုနေတဲ့စစ်တပ်ပိုင်း Airbus လေယာဉ်ကို အပိပြဝယ်ယူလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကထုတ်ပြန်ခဲ့တဲ့စစ်ကောင်စီရဲ့အမိန့်ပြန်ထမ်းမှာအပိပြဆိုင်ရာမြန်မာလေကြောင်း MAI မှာအသုံးပြုရန် American နိုင်ငံ Aviation Capital Group ထံကနေပြီးတော့ပြန်လျှော့အောက်ခေါ် drawback စနစ်နဲ့ငှားရတင်သွင်းထားတဲ့ Airbus အမျိုးအစား A319 115 MSN 5193လေယာဉ် XYALK ကို ပြန်လဲတင်သွင်းခြင်းမပြုတော့ဘဲပြည်တွင်းမှာတုံးဆွဲရန်ဝယ်ယူခြင်းအတွာကြတဲ့ငွေဝင်ငွေခွန်နဲ့ကုန်သွယ်လုပ်ငန်းခွန်တို့ကိုကင်းလွတ်ခွင့်ပြုလိုက်ကြောင်းဖော်ပြထားတယ်လို့သိရပါတယ်။အဲ့ဒီ MAI ကအမိခံပေးထားတယ် Airbus လေယာဉ်ဟာမင်းအောင်လိုက်ရဲ့ခီးစဉ်များအတွက်တီးတန့်အသုံးပြုနေတဲ့စစ်တပ်ပိုင်းလေယာဉ်ဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုက်ရဲ့မိသားစုအတွက်တီးတန့်အသုံးပြုတဲ့လေယာဉ်ဖြစ်တယ်လို့စစ်ဘက်ဆိုင်ရာသတင်းအရင်းမြစ်ကပြောပြထားပါတယ်။အဲ့ဒီ Airbus HYALK လေယာဉ်က 俺没按个，没看没查查吧？这么着把你雷人吧？雷人着俺没看呢，别把以前的变单目个。俺没按个，没看查呗嘛，咋着？ တက်မတော်လေရင်ဆိုရင်ပြပခရီးစဉ်အဝေးတွေပြန်တန်းခွင့်နဲ့နိုင်ငံတကာလေရင်ခွင့်တွေမှာဆင်းခွင့်ခက်ခဲပါတယ်အရက်ဘတ်လေရင်အနေနဲ့သုံးဖို့အတွက် MAI ကအမိခံပေးထားရတာပါလို့စစ်ဘက်ဆိုင်ရာသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်မင်းအောင်လှိုင်ဟာရုရှားခရီးစဉ်နဲ့တရုတ်ခရီးစဉ်များမှာအခုဝယ်ယူလိုက်တဲ့ MAI Airbus လေယာဉ်ကိုအသုံးပြုနေခြင်းဖြစ်တယ်လို့သိရပါဗျ။မင်းအွန်လိုင်းကထိုင်းနိုင်ငံနဲ့ပြည်ပခရီးစဉ်အတူများအတွက်စစ်တပ်အထူးလေယာဉ် Fokker 70 F28007070 လေရင်အမှတ်002ကိုအသုံးပြုနေပြီးတော့၎င်းရဲ့မိသားစု ပြည်ပခရီးစဉ်များမှာလေရင်နှစ်စီးကိုအဆင်ပြေသလိုအသုံးပြုနေခြင်းဖြစ်တယ်လို့သိရပါတယ်ပြခဲ့တဲ့နှစ်များအတွင်းမှာမင်းအောင်လိုင်းရဲ့ဇနီးကျူကျူလာတားနဲ့တမီးများမြင်းများဟာစင်ကာပူကိုအလဲပတ်သွားခဲ့တဲ့အချိန်တုန်းကလည်း MAI Airbus လေယာဉ်ကိုအသုံးပြုခဲ့တာကိုတွေ့ရပါဗျ။ MAI လေကြောင်းလိုင်းဟာရခင်ကကမ်ဘောဇာဘန်ဥအောင်ကိုဝင်းပိုင်ဆိုင်ခဲ့တယ်လေ24 hour company အုပ်စုရဲ့ဥက္ကဋ္ဌဥအောင်အောင်ဇော်ကပိုင်ဆိုင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းအမရပူရမြို့နယ်စင်စွယ်ပုတ်ရက်ကွက်မှာငလင်ကြောက်တေဆုံးသူ9ဦးအတွက်ထောက်ပံ့ခြင်းငွေ3900ကိုရက်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝေကကြံရည်သူမိသားစုဝင်များကိုမပေးဘဲနဲ့ဖြတ်ယူသုံးစွဲထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်မန္တလေးတိုင်းမှာတေဆုံးမှုတွေများပြားခဲ့ရာ အမရပူရမြို့နယ်စင်ဆွဲပို့ရက်ကွာအတွင်းမှာလဲပြည်သူ9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။သေဆုံးသူ9ဦးဟာဒေါ်မြမြဦးညွန့်ဝင်းဒေါ်လာကြီးမချမ်းအပါဝင်ပြည်သူ9ဦးဖြစ်တယ်လို့သိရပါတယ်။ငလျင်ကျောက်သေဆုံးသူ9ဦးအတွက်ထောက်ပံ့ခြင်းငွေ380ကိုစေတနာရှင်များကလာရောက်လှူဒန်းသွားခဲ့ပြီးတော့ရက်ကွာအုပ်ချုပ်ရေးမှူးညွန့်ဝင်းကကြံရည်သူမိသားစုများထံကိုမပေးဘဲကိုဂျိုးအဖြစ်နဲ့ဖြတ်ယူတုံးဆွဲလိုက်တယ်လို့သိရပါတယ်။အမရပူရမြို့နယ်စင်ဆွဲပို့ရက်ကွာမှာအုပ်ကြီးညွန့်ဝင်းက မင်းသားစီဖြိုးပေးခဲ့တဲ့တေဆုံးသူ9ဦးအတွက်ထောက်ပံ့ခြင်းငွေ380ကိုကြံရည်သူမိသားစုရေစီကိုမပေးဘဲနဲ့ဥက္ကဋ္ဌညွန့်ဝင်းနဲ့သူ့ရဲ့လက်အောက်ခံခေါက်တုံးခေါ်ဇော်ဖုံးမြင့်နဲ့အပေါင်းပါတွေကခွဲဝေပြီးတော့ယူသွားပါတယ်အဲ့ဒါကိုတပ်ဆိုင်ရာပြဋ္ဌာန်းအဖွဲ့က ရက်ကွာဥက္ကဋ္ဌဇီကနေပြီးတော့ကြံရစ်သူမိသားစုဝင်တွေစီကိုပေးဖို့လှူထားတာရလားလို့လာမေးမှအဲ့ဒီငွေတွေကိုမရမှန်းကြံရစ်သူမိသားစုတွေစီကသိရတာတယောက်မှမရကြပါဘူးဒါအပြင်ငလျင်ဘေးအတွက်လာလှူတဲ့ဟာမှန်တယ်များကိုရက်ကွာလူကြီးညွတ်ဝေရဲ့အမျိုးတွေနဲ့သူတို့လူတွေကြီးပဲအကုန်လုံးယူသွားကြတာလို့ငလျင်ကြောင့်တေဆုံးသူတအုပ်ရဲ့ကြံရစ်သူမိသားစုဝင်တအုပ်ကရှင်းပြထားပါတယ်ဒါအပြင်အမရပူရစေဆွယ်ဖို့ရက်ကွာကစေအိမ်ကောင်းကောက်တုံးခေါ်ဇော်ဖုံးမြင့်ကငလျင်ဘေးအတွက်လူရှင်များကလာရောက်လှူဒန်းထားတဲ့များကို၎င်းရဲ့မိသားစု သူ့ရဲ့သားမိသားစုသူ့သမီးမိသားစုသူ့အမနှစ်ဦးမိသားစုစုစုပေါင်းမိသားစု၅ဦးစာကိုအမြဲထုတ်ယူတဲ့အပြင်ငွေကြေးမှန်သမျှကိုလည်းရက်ကွက်ဥက္ကဋ္ဌနဲ့ပူးပေါင်းပြီးတော့ဖြတ်စားနေတယ်လို့သိရပါတယ်။စိန်ခေါင်ခေါတုံးခေါ်ဇော်ဖုံးမြင့်နဲ့အမျိုးအိမ်တွေကမြေဆိုင်အိမ်ငလျင်လှုပ်တော့ဘာမှမပြတ်စည်းဘူးအဲ့ဒါကိုသူ့မိသားစုနဲ့အမျိုးတွေမှန်သမျှကိုတိန်အောင်ကိုငွေတသိန်းဆန်ဆက်နှပ်ပြီးစီနပ်ဘူးချင်းအောင်တလုံး ခွက်ခေါက်ဆွဲစက်ပြာကဲစက်ပြာမုတ်အဲ့ဒါတွေကိုမိသားစု၅စုစာကိုအများရန်ထုတ်ယူနေပါတယ်နောက်တဦးကပြားကြီးခေါ်ကြော်မျိုးထုတ်ပေါ်သူလည်းရက်ကွက်စဲအိမ်ကောင်းပါပဲလာတာမြအကုန်လုံးအိတ်ထဲထည့်နေတာငလျင်ဘေးတင်တဲ့ပြည်သူတွေကတော့သူတို့ပုံမှသူတို့ဘေးတဲ့လောက်ပဲရရတာပါလို့ ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။မန္တလေးမှာသခိုင်းငလင်ကြီးလောက်ခတ်ပြီးတာဟာတလကျော်ကြာမြင့်သွားပြီဖြစ်တော့လေပြည်သူများဟာစစ်ကောင်စီထံကဘာထောက်ပံ့မှမရဘဲနဲ့ကိုတူခိုထရုံးကန်လှုပ်ရှားနေရတယ်လို့ငလင်ဘေးတင်တဲ့ပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခမောင်။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကနေပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုတ်လုတ်ကင်နေမှုများကြောင့်ပြည်တွင်းထဲမှာအလုတ်သမားရှားပါမှုများဖြစ်ပေါ်နေတဲ့အတွက် ြည်တွင်းမှာသာဘဝလုံခြုံမှုရှိတဲ့အလုံများလောက်ကင်နိုင်ရေးအတွက်စောင့်ရွက်ပေးမယ်လို့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလတရက်နေ့မှာကြာရောက်တဲ့အပြည့်ပြည့်ဆိုင်ရာအလုံသမားနေ့အဖြစ်မင်းအောင်လှိုင်ကအခုလိုမျိုးထုတ်ဖော်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်ပကိုတွားရောက်ပြီးတော့လောက်ကင်နေမှုများကြောင်းပြည်တွင်းထဲမှာအလုံသမားရှားပါမှုများဖြစ်ပေါ်လျက်ရှိတဲ့အတွက်ပြည်ပကိုတွားရောက်ပြီးတော့လုံလောက်ကင်ခြင်းထက် ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းထဲမှာပဲလောက်ကိုင်းနိုင်ရေးတို့ကိုစောင့်ရက်ရန်လိုအပ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ Job Fair များချင်းပါက One Stop Service နဲ့အလုပ်ခန့်နိုင်ရေးအလုပ်ရှင်များနဲ့ပူးပေါင်းပြီးတော့စီစဉ်ပေးခြင်းထိရောက်သောအလုပ်ကိုင်းဆိုင်ရာဝန်ဆောင်မှုပေးနိုင်ရေးအတွက် Labor Exchange Management System ကိုရေးဆွဲက website တွင်တင်ထားတယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ဒါအပြင်ပြည်ပရောက်မြန်မာရွှေပြောင်းအလုပ်သမားများက၎င်းတို့ရဲ့မိသားစုထံကိုတရားဝင်လမ်းကြောင်းများကနေတဆင့် ်မိသားစုရဲ့လွဲပို့ငွေများလွဲပို့နိုင်ငံအတွက်လဲဥပဒေနဲ့အညီဆောင်ရွက်လျက်ရှိတယ်လို့မင်းအွန်လိုင်းကပြောဆိုထားပါတယ်လက်တလုံးမှာစစ်ကောင်စီကပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုတ်လုတ်ကိုင်းနေမှုများကိုစီစစ်တင်းကျပ်လျက်ရှိရာအသက်18နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအလုံးပြည်ပကိုတွားရောက်အလုတ်လုတ်ခွင့်ပိတ်ပင်ထားခြင်း OWIC ပြည်ပအလုတ်သမားတပ်သေးခံကပ်ပြားများထုတ်ပေးရာမှာတင်းကျပ်စီစစ်နေခြင်းပြည်ပကိုအလုတ်သမားများတွားရောက်အလုတ်လုတ်ရန်အလုတ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရယူပြီးတော့ ခွင့်ပြုမှသာတွားရောက်ခွင့်ပြုခြင်းပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုပ်လုပ်ရမှာနိုင်ငံအလိုက်တလကိုတွားရောက်အလုပ်လုပ်ခွင့်ပြုတဲ့မြန်မာအလုပ်သမားအရေးအတွက်ကန့်တတ်ထားခြင်းများကိုလှုပ်ဆောင်ရရှိတယ်လို့ပြည်ပအလုပ်ကိုင်းအေဂျင်စီများကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ကန့်တတ်မှုများကြောင့်ပြည်ပအလုပ်ကိုင်းအေဂျင်စီအများစုဟာပြည်ပနိုင်ငံများကိုအလုပ်သမားစေလွှတ်ရန်အဆင်မပြေတော့ပဲလုပ်ငန်းများရပ်နားထားရတယ်လို့ပြည်ပအလုပ်ကိုင်းအေဂျင်စီလုပ်ငန်းရှင်တချို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေအပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ